ညီကိုတို့မင်္ဂလာပါဒါကျွန်တော်ရဲ့အကောင့်အသစ်ပေါ့ဒီအကောင့်မှာတော့ကျွန်တော်ကြက်နဲ့ပတ်သက်တဲ့ပုံတွေတင်မှာမဟုတ်ဘူးเนาะဒါပေမဲ့ကြက်နဲ့ပတ်သက်တဲ့ဘဝသုတ္တမန်သမယအောင်လို့ကျွန်တော်ဒီအကောင့်ကိုပုံစံတစ်မျိုးနဲ့ sharing လုပ်ပေးသွားမယ်အဲကြက်နဲ့ပတ်သက်တာတွေကတော့တည်ကြည်မှာပဲအဓိကကြည့်ကြပါเนาะခုလောလောဆယ်ကျွန်တော်ပြောချင်တာကဒီတိုင်းနိုင်ငံမှာအခုနာမည်ရမ်းကြီးနေတယ်မလော်နဲ့ကွိုင်းရဲ့ပွဲလေးအကြောင်းကိုကျွန်တော်ပြောချင်တယ်ပြိုင်ပွဲအကြောင်း ဒီပြိုင်ပွဲတော်တော်လေးဟော့နေတယ်ဗျာပြိုင်ပွဲကလည်းကြီးလေရန်ကြီးတယ်နောက်ကြက်နှစ်ဖက်စလုံးကလည်းအစင်လာကြီးမားတဲ့မျိုးရိုးတွေဖြစ်နေတယ်ဥမာမလောဘကဆိုလို့ရှိရင် သူ့ဖေကစံကွန်ဆိုတဲ့ဒီစံကွန်ဆိုတဲ့မကိုကြီးဗျာဗတ်တန်း90တောင်နိုင်ထားတယ်ဒီမလောရဲ့အဖေကသူလဲဒါအဝေးသားဖြစ်ပြီပေါ့အဝေးသားကိုပြန်ဖော်ထားတာပေါ့ချက်ကဒါပေမဲ့ဒီမလောရဲ့ခုတ်ထားတဲ့ဖိုင်တွေဟိုတော်တော်များများမြင်ရတယ်ကျွန်တော်တို့ရောအညီကိုယ်တို့လည်းမြင်ရမှထင်တယ် ဒီကွာရဲ့ဘက်ကတော့သူကသူ့အမေရကိုထူကြတာကွာရဲ့နံပါတ်1လို့ခေါ်တဲ့ကွာရဲ့မှာသူ့နာမည်ကနံပါတ်1လို့ခေါ်တယ်သူ့အမေကတော်တော်ထူကြတယ်သူ့အမေကဘာထူကြလဲဆိုတော့ဆယ်ကောင်ပေါ့ဆယ်ကောင်ဝန်းကြီးရောက်တယ်သူ့အမေကဒါတိုက်ချက်လောကမှာဆိုရင်အမတန်ထူးခြားတယ်လို့ပြောလို့ရတာပေါ့ဆယ်ကောင်ပေါ့ရင်ဆယ်ကောင်လုံးဝိုင်းကြီးရောက်တယ်ဒီနံပါတ်1ရဲ့အမေကိုတိုင်ကကိုဒီနံပါတ်1တို့အကြီးအသေးလောက်ကိုရှိတာဗျအဲကျမကိုတိုင်ကိုကောင်းတာဗျညီကိုနော် ဆိုတော့ဒီပွဲမှာအများအပြားတော့မလောဘကတော်တော်များများကအားပေးနေကြတယ်မလောဘကလောင်းကြီးတွေထက်နေကြတယ်ပေါ့အဲအပြင်မှာဆိုရင်ရှေ့ရက်ကဆိုမလောကအပေါ်ကြီးတွေပေါက်တယ်အပေါ်ကြီးပေါက်တဲ့ဒီတိုင်အောင်ဒီကွင်ဘက်ကမင်းတို့ဘေးကြီးတော့မစွဲနဲ့အပေါ်ကြီးမပေးနဲ့ဘေးကြီးမစွဲနဲ့လာလရင်တိုးဆိုပြီးတော့ကွင်ဘက်ကကိုလရင်တွေထက်ထက်တိုးလာတယ်ညီကိုနော်စိတ်ဝင်စားစရာရန်ကောင်းတယ်ဒီတော့ဒီပြိုင်ပွဲမှာဘယ်သူအနိုင်ရမလဲဆိုတာညီကိုတို့အနေနဲ့ခံမှန်းပေးခဲ့ကြအောင်နော် ဒါကျွန်တော်ရဲ့ဒီ post ကိုလည်းနည်းနည်းလေး like share လေးလုပ်ပေးကြအောင်ဟိုဒီထက်ဒီထက်ပိုကောင်းတဲ့ပုံစံမျိုးတွေနဲ့ညီကိုတို့အတွက်ကျွန်တော်ဆက်လက်တင်ပေးသွားမယ်လို့ကတိပြုပါတယ်ကဲမင်္ဂလာပါမလောနဲ့တိုက်မယ်ဆိုလို့ရှိရင်လည်းမလောကြိုက်လို့ရှိရင်လည်း ချွေးနေတာမာလောက်တာလမ်းယူတက်လို့တက်လို့ရပြန်ဟုတ်ချင်းရနော်မာလောက်လမ်းယူပြီးတက်လို့ပါရုံကြတော့လဲတခါမာလောက်ကပြန်ပြီးတော့လမ်းယူပြီးတော့တက်လို့ရပြန်ကန်ကြီးကိုတော့မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဒီတက်ကြတဲ့ပတ်သက်ပြီးတော့သူတို့ကြာကြာလည်းဖြစ်အောင်ညီကိုတို့အတွက်ဘ ഹു တုတပြည့်ပြည့်စုံစုံလည်းရအောင်ပေါ့ကျွန်တော်တို့ရဲ့အတွေ့အကြုံဒါဦးလေးဦးမောင်ဝင်းရဲ့အတွေ့အကြုံထိုင်းမှာဆိုတာဖိချမ်းလို့ခေါ်တာပေါ့နော်ဖိချမ်းရဲ့အတွေ့အကြုံနေ နောက်ဘ ഹു တုတ္တတွေဒါတွေကိုအမေးဖြေနဲ့စပါမယ်နော်ကျွန်တော်ကျွန်တော်အရင်ဆုံးစမိပါမယ်ကဲဦးလေးဒီလက်ရှိမှာပေါ့နော်တော်တော်များများကြက်မျိုးပေါင်းစုံလည်းထွက်လာတယ်ဟုတ်လားဗမာလန်းကြက်အမိုက်အခွတ်အတက်ကွိုင်းမလော့မလန်ဝုံအမျိုးစုံထွက်လာတဲ့အထက်မှာဦးလေးဘယ်ကြက်မျိုးစားကိုအကျိုက်ဆုံးဖြစ်မလဲဒါတော့ပြောရမယ်ဆိုလို့ရင်တော့ကြက်ခုလန်းတဲ့ပုံစံမျိုးပေါ့လေ မာလော့ဆိုလို့ရှိရင်လဲမာလော့နဲ့တိုက်မယ်ဆိုလို့ရှိရင်လဲမာလော့ကြိုက်လို့ရှိရင်လဲချင်းနေတာမာလော့ကလမ်းယူတက်လို့တက်လို့ရပြန်ဟုတ်ချင်းရနော်မာလော့လမ်းယူပြီးတက်လို့ရပြန်ပွားရုံကြတော့လဲတခါမာလော့ကပြန်ပြီးတော့လမ်းယူပြီးတော့တက်လို့ရပြန်ဟုတ်တခါအဲ့လိုလေဟုတ်ကဲ့ဟုတ်ကဲ့လမ်းကြည့်ပြီးတော့ချိန်တိုက်မယ်ဆိုလို့ရှိရင်တော့အဲ့လိုပေါ့လမ်းနဲ့တူပေါ့ဒီလိုလမ်းမယူဘဲနဲ့တိုက်မယ်ဆိုလို့ရှိရင်တော့အကြိုက်ဆုံးอ่ะအကြိုက်ဆုံးတော့ဥပြတော့မလမ်းမုံနေအကြိုက်ဆုံးပဲ လမ်းပုံတော့လက်ရှိလက်ချက်ဆရာလဲလက်ရှိတုံးနေတော့ဟာလမ်းပုံဟာလမ်းပုံဒါအတုံးတယ်ဦးလေးဆရာဆိုတော့ထိုင်းမှာလည်းတကယ်နာမည်ကြီးပါပဲကိုစိန်ရောသိပါတယ်ဒါဦးလေးတကယ်နာမည်ကြီးရှိမှအလုပ်လုပ်ခဲ့တာလဲနှစ်ပေါင်းကြာတော့သူကလည်းမလမ်းပုံပဲအများဆုံးကန်နေတယ်ဟုတ်ပါလမ်းကျပေါ်တောင်တောင်ယူဆမတူနိုင်ဘူးပေါ့မတူနိုင်ဘူးလေကဲမင်္ဂလာပါဦးလေးဒါမနေ့ကမနေ့ကဦးလေးဖိုင်တင်လိုက်တော့ဒီကျွန်တော်နဲ့အမေးဖြေတင်လိုက်တော့တော်တော်များများဒီမလန်းဝုံးရဲ့ခုပေါက်ခွန်လန်းအောင်ကြည့်ရှင်ကြတယ် အဲ့ဒါလေးဒါသူတို့နားလည်လွယ်အောင် ရှင်းပြပေးပါအောင်မလမ်းပေါ်ဆိုတာပြောတာဒီရသူဗလာကောင်းတယ်ကြက်ဖြတ်ကြက်ဆက်ကောင်းတယ်ဟုတ်ကဲ့ဆူးဘုတ်အကြမြန်တယ်ပေါ့ဒီရဟုတ်ကဲ့ဦးလေးဟုတ်သူမလမ်းပေါ်လို့မြည်မြန်လဲမြန်ဟုတ်ကဲ့နှုတ်မြန်ချီမြန်အဲ့လိုမျိုးနောက်ပြီးတော့လမ်းပေါ်လို့မြည်ဒီမှာကျတော့ तू ကဆူးကြများသောအားဖြင့်ဆူးကိုတုံးအာငုံနဲ့တုံးတော့ဟုတ်ဟုတ်တာအကြမြန်ဟုတ်ကဲ့ အဲ့လိုခွတ်တယ်သူကဒါပေမဲ့အခုမြန်မာမလန်ဘုံဆိုလို့ပြတချို့မလန်ဘုံကနည်းနည်းပတ်ပြီးတော့ပြေးကျင်တယ်ဟုတ်ကဲ့အဲ့လိုလန်ဘုံတိတန်ကတည်ပြီးတော့ခွတ်တယ်ပြောရင်ဆိုင်ခွတ်တယ်ပေါ့ရင်ဆိုင်ခွတ်တယ်ပြက်ပုတ်ပြက်ပြက်ပြက်ဆက်ဗမာလန်းဆိုပါတော့ဗမာလန်းပေါ့သူရဲ့ပြီးတော့စူးငုတ်ကြတားမြန်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီကတော့ဘုံလို့ကြတာသူကတစ်ခါတက်ကလိုက်မယ်အဲသူတားဖြတ်တယ် ကျက်ဖြတ်ကျက်ဆက်နဲ့ခုံတော့ပေါ့ကျက်ဖြတ်ကျက်ဆက်နဲ့တအားခုတ်တယ်အဲ့ဒီလိုဟုတ်ကဲ့လေအဓိကတော့မာလန်ဝန်းဆိုတာတော့ဒီဖာမာအုပ်စုဝင်နေပါပဲပေါ့နော်ဖာမာအုပ်စုပေါ့ဒါလေးဖာမာအုပ်စုပေါ့အတိုင်းမှာဖာမာကြံမျိုးချင်းရလဲတအားနာမည်ကြီးနေတာလေနော်ဟုတ်ပါတယ်ကဲတူရောဘယ်လိုကြံမျိုးတွေကြိုက်ပါလဲကျွန်တော်ကတော့အဓိကပြောရမယ်ဆိုရင်ကျွန်တော်အကြိုက်ဆုံးကြက်တွေကတော့ဒါကျွန်တော်တို့ငယ်ငယ်ဟိုချမ်းများမှာဟိုချမ်းများလေးမြေကြီးပေါ်ထောက်ပြီးတော့အဲကြက်ကလေးတစ်ကောင်ကို ကျိုးထောက်ထားပြီးကြက်ယူဘွားကနေဒီချိန်ထိကျွန်တော်တို့ professional တိုက်လောက်တဲ့အဆင့်ထိရောက်လာတဲ့နေသားတွေရအောင်ကျွန်တော်တောက်နိုင်ပြုခဲ့တာကြက်မိုက်တွေဗျကျွန်တော်ကတော့အကြိုက်ဆုံးကတော့ကြက်မိုက်ပေါ့သူကြက်မိုက်ရဲ့ဆိုပေမဲ့ကျွန်တော်ကကြက်မိုက်လည်းကင်တယ်လမ်းကြက်လည်းကင်တယ်အလိမ်မာလည်းကင်တယ်ရိုးရဲရတွေလည်းကင်တယ်မားလို့လည်းကင်တယ်လမ်းအောင်လည်းကင်တယ်ကျွန်တော်ဒီဒီလုပ်ငန်းကဒီတမျိုးတည်းနဲ့ရက်တည်လို့မရအောင်ဟုတ်တာပါဟုတ်တာဆိုတော့လိုအပ်ရင်လိုအပ်တယ်လို့ဒီကောင်က ထုတ်သုံးရမှာပေါ့လမ်းချိန်နေဆိုတာလည်းခုနချိန်သိရင်ချိန်ရတာပေါ့ကိုကဒီတလမ်းမျိုးတဲ့တိုက်ကစားနေကိုရဲ့ပြိုင်မက်တည်းလွယ်လွယ်ကူကူကိုခံမမိသွားမှာပေါ့ဒီတော့ကျွန်တော်အကြိုက်ဆုံးကတော့အဲ့ဒါအကြက်မိုက်ပေါ့အကြက်မိုက်ထဲမှာယူရရလည်းပါမယ်ဗမာအမိုက်တွေလည်းပါမယ်ဒါကျွန်တော်ရွှေတိုးလေးဆိုရင်လည်းဒါမိုက်တာမှာတူးခါနေအောင်မိုက်တဲ့အမိုက်မျိုးတွေဟိုးအရင်ကျွန်တော်တို့ချက်ယူဘဝမှာ တတောင်းဝဲနဲ့ဝယ်ခဲ့တဲ့ jack ကလေးဆိုရင်လည်းဒါ jack mic ကိုမှတော်တော်မိုက်မိုက်ဒါကျွန်တော်တို့ဘန်ဒိုကြီးတွေဘဝမှာကြုံခဲ့ရတဲ့ဘန်ဒိုကြီးတွေဆိုလည်းဒါ jack mic ဆိုမှ jack mic တယ်ဆိုတော့ကျွန်တော်ကတော့အကြိုက်ဆုံးနံပါတ်1ကတော့ jack mic ပေါ့ပြီးရင်အလိမ်မာလမ်းချက်ကြိုက်တယ်အဲ jack mic ထဲမှာကျွန်တော်ကြိုက်တဲ့ jack mic ထဲမှာအခုနောက်ပိုင်း Urea version ကြောထူပါညာလေးလည်းပါတာပေါ့လေဒါပေမဲ့ကျွန်တော်ကင်တယ်လမ်းဝုံးလည်းကင်တယ်အမိုက်လည်းကင်တယ်အလိမ်မာလည်းကင်တယ် လမ်းကျက်စစ်စစ်တွေလည်းကင်တယ်လမ်းဆုံးပေါ့ဒါပေမဲ့ဦးလေးကအခုနောက်ပိုင်းလူငယ်တွေပြောပြောနေတယ်လမ်းကျက်စစ်စစ်မှာကြိုက်တယ်ကြိုက်တယ်ဆိုတော့ကျွန်တော်တိတ်လက်မခံရင်ဘူးဘာဖြစ်လို့လဲဆိုတော့လမ်းကျက်စစ်စစ်နှစ်ကောင်ရဲ့ဝိုင်းကိုကျွန်တော်ပြပေးမယ်ကျွန်တော်လာကျွန်တော်ရှိလာခဲ့ပြီးအောင်ကြည့်နိုင်မလားဟုတ်တယ်ဘယ်နှယောက်မှမပါဘူး10ယောက်မှပြီးအောင်ကြည့်နိုင်တာ3ယောက်ပဲရှိမယ်ဆိုတော့လူငယ်မှန်လမ်းကျက်ကအကြိုက်ကိုကြိုက်ပါတယ်ဆိုတော့လူငယ်တွေ ။ဟောလူငယ်မန်အမိုက်ကကြိုက်ကိုကြိုက်ပါတယ်။လမ်းကျက်မှာကြိုက်တယ်ဆိုတာဒါတွေကကျွန်တော်လက်မခံပါဘူးလေ။နော်။ကဲကျေးဇူးပါဦးလေ။ကွိုင်းတကောင်ကတဖက်ရဲ့ဖီအားပြင်းပြင်းထန်ထန်မပါဘဲနဲ့နောက်ကျောလှည့်ပြီးတဲ့ကွိုင်းဆိုဒါလုံးဝစီကံဖောက်တဲ့ကွိုင်း။ဒီလိုကွိုင်းမျိုးကိုဘလောက်ပဲကောင်းကောင်းမဖောက်အောင်ဆိုတော့ဗမာပြည်မှာအမှပါရီမှားလေ။မင်္ဂလာပါ။တွေးရင်တွေးချက်တွေဖောက်နေတာ။ဟုတ်ကဲ့။အခုကလမ်းဆောင်ပေါ့။ ယူရရရောမြမာရောဟုတ်ကဲ့အဲ့ဒါဘလူရည်ချက်နဲ့ဟုတ်ကဲ့ဖောက်တာလဲပြီးတော့ကြက်ကောင်းတိတန့်ကိုပဲရွေးဖောက်တာလားဟုတ်ကဲ့ဒါမှမဟုတ်သူရဲ့နီးစင်းနီးစင်းနဲ့ဟောလေဆောင်းဆောင်းနဲ့ဆောင်းဆောင်းနဲ့ဖောက်နေတာအဲ့ဒါဦးလေးတိကျင်တော့တစ်ချက်တော့ဘေးကလူတွေလည်းရှင်းလင်းပြပါအောင်သူရဲ့ဟုတ်ကဲ့ဒီကြက်ဖောက်တယ်အခုကျွန်တော်ကြက်ဖောက်တဲ့နေရာမှာတော့ကျွန်တော်အဆက်လက်ဖောက်တယ်ယူရီးယားလည်းဖောက်တယ် ။အမဆစ်စစ်လဲပေါက်တယ်။မလော်လဲပေါက်တယ်။ဒါတနေရစီတော့ချမ်းတနေရစီတော့ဦးလေးရတဲ့ပြည်ပြီးသားပေါ့နော်။ဒီကတော့ဒီညီကိုရီကိုတည်စေချင်လို့မျှဝေခြင်းဖြစ်တယ်။ဒီချက်ပေါက်တဲ့နေရာမှာဆောင်းရရှောင်းရစီကန်းနေရှိတယ်။အခုကျွန်တော်တို့သူသဖြင့်ဗျာဒီလူရဲချက်တွေဘာမှပြည်တဲ့ဝင်လာပြီ။အဲ့ချက်တွေကိုဆက်ပြီးဖောက်တဲ့နေရာမှာတာကောင်းကြီးတွေမထွက်လာဘူးဆိုတော့အဲ့ချက်ရဲ့ဆောင်းရှောင်းရနေကိုမတိလို့လို့ပဲကျွန်တော်ယူဆတယ်။အများအားဖြင့် ဒါကျွန်တော်အလွယ်တကူတစ်ခုပြောပြမယ်ဗျာဥပမာ coin တကောင်ရှိတယ် coin ဆိုတဲ့နေရာမှာ coin ကြောထုရှိမယ်ပတ် coin ရှိမယ် coin နဲ့ပတ်သက်တဲ့ we coin တွေရှိမယ် coin တကောင်ဝယ်ရဲ့အဓိကစည်းကမ်းချက် coin တကောင်မှာရှိတဲ့ရှိတဲ့စည်းကမ်းချက်ဆိုတာရှိတယ်ပေါ့ coin တကောင်ကတစ်ဖက်ရဲ့ PR ပြင်းပြင်းထန်ထန်မပါဘဲနဲ့နောက်ကျောလှည့်ပြီးတဲ့ coin ဆိုဒါလုံးဝစည်းကမ်းဖောက်တဲ့ကွာဒီလို coin မျိုးဘလောက်ပဲကောင်းကောင်းမဖောက်အောင်ဆိုတော့ဗမာပြည်မှာအမှပါတယ်မှားလဲ မလို့အိုင်ကျူတွေအတူအရှိတွေဟုတ်လားအတူအရှိတွေလမ်းဝုန်းတွေမလို့အိုင်ကျူတွေနဲ့ coin တွေနဲ့သွားဆက်တဲ့ပြဿနာတွေထက်တယ်မလို့အိုင်ကျူဆိုတဲ့အမျိုးကတစ်ဖက်ကလာဖိပြီဆိုတာနဲ့လှည့်ထွက်ဖို့စဉ်းစားတာအဲ့မှာ coin ဆိုတော့နောက်ကျောပေးပြီးသားဖြစ်သွားတယ်အဲ့နှစ်ခုဆက်တဲ့ခလေးကဘလို့မှကြက်ကောင်းမဖြစ်နိုင်ဘူးဖြစ်ခဲ့စီရှိသောမျိုးကောင်းမဖြစ်နိုင်စီးမရှိကမ်းမရှိမျိုးပဲကြက်မျိုးတစ်ခုပဲဖြစ်သွားနိုင်ဆိုတော့တကယ် professional လောက်ကင်နေတဲ့ဆရာဒီเนาะဓာရီအောင်ဆက်ဖောက်တာကျွန်တော်တွေ့နေရတယ်ဆိုတော့ဒါဖြစ်တင်လားမဖြစ်တင်လားဟိုစီကန်းချက်အရချိန်ကြီးပါ꽌မှာ꽌စီကန်းရှိရမယ် ਔ စီကန်းကတစ်ခါရပြာပြင်းပြင်းထန်ထန်ကြောင့်မဟုတ်ခဲနဲ့ကြောကုန်းလှည့်ပြီးတဲ့꽌တကောင်ကအဲ့ဒါ꽌စုပ်ပဲ꽌ကောင်းမဖြစ်နိုင်ဘူးအဲ့ဥလိယအတည်ပြီးသားပဲเนาะအားလုံးတော့ကိုပြောပြတာပါမာလော့တကောင်ကလည်းမာလော့လန်ဝုံးအတူအရှိတကောင်ကလည်း ခုတ်လိုက်တဲ့အခါမှာငုတ်ကိုတိတိကျကျမသုံးငုတ်မပါဘူးဆိုရင်မလို့အလကားမှလာအလကားအိုင်ကျူအလကားအမိုက်ရှင်းမယ်ဒါကျွန်တော်ပြည့်ပြည့်စုံစုံပြောတယ်ကျွန်တော်ကိုဟိုဘယ်လိုခေါ်မလဲဒါကျွန်တော်ညီကိုအမှန်တရားကိုမျှဝေခြင်းနဲ့ပြည့်ပြည့်စုံစုံပြောတယ်ဆိုတော့ coin တကောင်ကိုရွေးချယ်ဝယ်ယူတော့မယ်ဆိုလို့ရှိရင်သူ့မှာ coin စီကံပြေးဝလာကြည့်ပါမလို့လောင်းမိုက်ရှင်းနေတကောင်ရွေးချယ်ဝယ်ယူတော့မယ်ဆိုလို့ရှိရင် ူခုတ်တဲ့နေရာမှာငုတ်သုံးမသုံးကိုကြည့်ပါဘုံမသုံးနဲ့မာလော့အန်ယူရတာအလကားပဲဖိုင်းမှာဆိုပယ်ချက်ပဲဗျာပယ်ချက်ဒါအဲ့ဒါဦးလေးကတော့ပြောကြမလို့နော်ဆိုတော့နံပါတ်1တစ်ချက်ကတော့ coin နဲ့မာလော့တို့မဆက်တဲ့နဲ့ coin နဲ့မာလော့လမ်းဟုတ်လားကြောထုတွေနဲ့မဆက်တဲ့နဲ့အကြောင်းကိုလည်းကျွန်တော်ပထမတစ်ပိုင်းအနေနဲ့ပြောပြခြင်းဖြစ်ပါတယ်ကဲကျေးဇူးပါဘုံမဟုတ်တဲ့အတွက်ကိုကိုရဲ့ဗမာမျိုးရင်းအည်သွေးကောင်းတဲ့ဗမာကြက်မိုက်တွေကိုမျိုးဖြတ်တယ်လို့ဖြစ်သွားကဲဆက် ပြတူရီဟုတ်ကဲ့ဒီနေ့တော့ကုလေးကတူရီတခါပြန်မင်းနေဟုတ်ကဲ့မေးပါအခုရိုးရချက်တွေကလည်းမြန်မာပြည်ထဲကိုတအားဝင်နေတယ်ဟုတ်ကဲ့အဲဘယ်ချက်တွေကဆက်တင်လဲဘယ်တဲ့တည်းမဆက်တင်ဆိုတော့ကညီကိုတို့တစ်ချက်ပြန်ပြီးတော့မျှဝေပေါ့ဘူးဟုတ်ကဲ့ဦးလေးဟုတ်ကဲ့တတိကတော့ရိုးရရမှာ professional မျိုးတွေကတော့အခုမလော့တွေရှိတယ်၊ကွိုင်းတွေရှိတယ်။မလော့ဆိုတဲ့နေရာမှာမလော့ခုနကမလမ်းမုံဟုတ်လားမလော့ရောလမ်းမုံတို့ အင်ဂျူမိုင်ရှင်တို့ဒါတွေကဒါအလိမ်မှာဖားမလိုက်ဒီချက်တွေကတော့ဗမာလိုင်းနဲ့ဆက်လို့အဆင်ပြေတယ်ဒါပေမဲ့ဗမာအမိုက်နဲ့တော့အဆင်မပြေဘူးသူတို့ဗမာလမ်းချက်နဲ့မှအဆင်ပြေတယ်အဓိကတော့ဒါဒါတစ်ချက်ပေါ့ဗျာနောက်တစ်ခုဗမာအမိုက်မှာဖောက်ချင်တယ်အမိုက်မှာဖောက်ချင်တယ်ဆိုလို့ရှင်တော်တော်များများဗမာတွေကအပေါ်ကောင်းကြိုက်ကြတယ်အပေါ်လိုက်ဖိနေတဲ့ချက်တွေကြိုက်ကြတယ်ဒါပေမဲ့တကယ်တမ်းတော့အဲ့အပေါ်ဖိတဲ့ချင်းပေါ့ဒါကန်ချင်းလို့လည်းခေါ်ကြမှာပေါ့ ချိန်အုပ်စုတွေကအများအပြားတော့သူတို့ကတိုင်းမှာ professional မျိုးမဟုတ်တော့တာဒါ20လောက်ရှိပြီပေါ့ဒါဦးလေးကတော့တည်ပြီးသားပါအများအပြားတိုင်းမှာ coin တွေပဲအဓိကအားဖြင့်သုံးကြတယ်ဒီ chain တွေကအပျော်တန်းဝိုင်းနေမှာပဲရှိတယ်ဆိုတော့ chain တွေကဟိုအခုနောက်ပိုင်းကြက်တွေမှာ chain သွေးပါတာတွေရှိမယ်ဒါပေမဲ့ဗမာတွေအနေနဲ့အဲ့ chain သွေးကိုစင်းမြစ်နားမလဲတဲ့အတွက်ဒီကြက်ကိုဗမာကြက်အမိုက်နဲ့ဖောက်ရင်စင်ပြင်မယ်လို့သူတို့ကယူဆတယ် ဒါပေမဲ့အဓိကတော့ချင်းကထိုင်းနိုင်ငံမှာဗမာလိုပြောရမယ်ဆိုဟိုအိမ်တိုင်းမှာဖောက်တဲ့ကြက်ရဲ့သဘောတဘာဝပဲရှိတယ်အသားစားကြက်တသားပေါ့ဗျာဆိုတော့ဒီက professional မျိုးမဟုတ်တဲ့အတွက်ကိုကိုရဲ့ဗမာမျိုးရင်းအည်သွေးကောင်းတဲ့ဗမာကြက်မိုက်တွေကိုမျိုးဖြတ်တယ်လို့ဖြစ်သွားတယ်ဗမာကြက်ဆိုတာကဘာမှာအားလုံးသိတဲ့အတိုင်းပဲဂုံယူဝင်ကြွားတာဖောက်နေရတဲ့ကြက်မျိုးတွေထိုင်းမှာဆိုလည်း တကယ်ကိုနေရာတစ်ခုပေးထားတာဘာမှဟုတ်လားဘာမှကြမျိုးရင်းဆိုပြီးတော့အဲ့ဟာကိုသူကဒီထိုင်းရနေအလုံးအင်းနဲ့ဈေးပေါ်ပေါ်နဲ့ဝင်လာတဲ့လက်ဖီကြောကြိုက်တွေပေါ့အများအဖြစ်ဒီချက်တွေကဒီထိုင်းမှာသားစားချက်တာတာတွေ professional မျိုးတွေမှာရှိရည်လေ1%လောက်ပဲရှိတယ်ဒါတွေတောင်မှဒီ chain စစ်စစ်တွေမို့ chain သွေးတွေဖယ်ပလိုက်ပြီဒါပဲစင်ဖောက်စင်ဖောက်စင်ဖောက်ကနေ chain သွေးတွေထုတ်ပလိုက်ပြီအဲ့လိုမျိုးတွေဆိုတော့ ဒီလက်ဖြစ်ကြောက်ကြိုက်တွေကတော့တကယ်တမ်းဆိုရင်မဖောက်တင်ဘူးကိုဗမာကြက်မျိုးရင်းတွေအဖိုးတန်အမျိုးမှန်မျိုးရင်းတွေကိုမဖြတ်သီးတင်ဘူးပေါ့နော်ဘယ်ကြက်မျိုးလဲတော့ကိုဘကူတော့ကြည့်ပေါ့သူသဖြင့်တော့နောက်တစ်ခုကအဲ့လိုကြက်တကောင်ကလိုက်တိုးဖိနေပြီအရန်တိုးဖိနေပြီနှုတ်သီးနေရာရွေးနေမဖောက်နဲ့ဒီလောက်ပဲကျွန်တော်ပြောမယ်အရန်တိုးဖိများရင်မဖောက်တော့နဲ့အဲ့ကြက်ဖောက်အောင်မချက်မဟုတ်တော့ဘူးအဓိကတော့နှုတ်သီးနေရာမရွေးဘူးတိုးရင်လည်းတိုးမယ်ဖိရင်လည်းဖိမယ် ဖောက်လို့ရတယ်ဘာမှအမိုက်စစ်စစ်နဲ့ဖောက်အပျော်ကောင်းတဲ့ကြက်မိုက်တွေထွက်မယ်ခေါနာကြက်ဖို့ကြက်ဆက်ကောင်းတဲ့ကြက်မိုက်တွေထွက်မယ်ခေါနာအဖီများတဲ့ကြက်မျိုးတွေကတိုက်ကြက်မျိုးရင်းမဟုတ်တဲ့အတွက်တိုက်ကြက်မျိုးရင်းတော့မှန်တယ်ဒါပေမဲ့ professional မျိုးမဟုတ်တဲ့အတွက်ကိုဗမာရဲ့တန်မိုးရှိတဲ့မျိုးတွေကိုပျက်စီးစေတယ်ဒီတော့ဒီဟာတွေကိုတော့ရှောင်ကြပါအညီကိုနော်ကဲမင်္ဂလာပါဝါရိခဝါရိခ